လက်ထွက်သွားတဲ့အယူဆိုတော့လေအဲ့အဲ့တိုင်းပဲကျွန်တော်နေတော့လန်ပြီးကလေးနေအဲ့အဲ့တော့သူကဟိုကျူရှင်ခဏဆင်းလို့လားမသိဘူးရှူတင်နားမှာလာကြည့်ပြီးတော့ဂျင်ဆော့နေဟာမင်းတို့ဟာငါ့ကိုပေးဆိုပြီးတော့သူတို့နဲ့ဝင်ပြီးတော့ဆော့လိုက်တဲ့သဘောပါပဲခက်တွေအများကြီးပဲကျွန်တော်ငယ်တော့အသေးလားအခုကဂျင်ခက်တော့အယုတ်ခက်တော့ပုံခက်တော့စွန်ခက်တော့အာခက်တွေအများကြီးခက်ပေါင်းများစွာကိုကြော်ဖြတ်လာခဲ့ရတယ် ဆရာကြီးလှုပ်လိုက်တယ်မဟုတ်ဆရာကြီးလှုပ်တာမဟုတ်သူတို့အဲ့လိုကျွန်တော်ကစရတယ်ကြိုက်တယ်သူတို့အဲ့လိုသူတို့ရဲ့ပုံစံလေးတွေချစ်ဖို့ကျွန်တော်ကလေးချစ်တတ်တယ်အဲပြီးတော့အဲ့လိုသူတို့နဲ့စနောက်ပြီးတော့မျက်ခွတ်ပြောင်းသွားတာသဘောကျရဲဆိုတော့လေအဲ့လိုငယ်တုန်းကလိုမျိုးအဲချင်းရလည်းအခုမှကိုယ့်လက်ထက်ပြင်ရောက်တာငယ်တုန်းကဂျင်ပေါက်ခဲ့တာလေးကိုပြန်သတိရပြီးတော့ပေးကွာငါဆော့မယူဆော့မယ်ဆိုပြီးတော့ဆော့ရင်းနဲ့သူတို့ဆရာကြီးနေနဲ့လှုပ်ပေးလိုက်တယ်ဟုတ်လားကွတ်ဒီလာမင်းလွှဲရလားအဲကလေးကွတ်ဒီအဲမာ ။ဒါနဲ့ကလေးဆိုတာအမရဲ့ဘာဟန်ဆောင်မှုမှမရှိဘူး။တို့စိတ်ထဲမှာဘာမှမရှိဘူး။ကျွန်တော်ကလည်းမင်းသားလို့တို့ကမြင်ချင်မှမြင်ပဲ။မြင်တော့မြင်ပဲ။ဗျာဒါပေမဲ့အစ်စ်ပြန်ပြောတဲ့ပုံစံကိုပဲကြည့်လိုက်။ဟာမင်းသားရာတို့ဘာလို့တက်မှာဆိုတော့တို့စိတ်ထဲမှာဘာမှဘာရောင်မှမရှိဘူး။အမိုက်တယ်။ကူနဲ့ဖမ်းလိုက်ကူနဲ့ဂျိုးနဲ့ဖမ်းလိုက်ရတယ်ဂျိုးဂျိုးနဲ့ကွာလက်ဝတ်တင်နေတာလေဟာလွယ်လေးမင်းသားရာဒီနေ့ကတော့ကျွန်တော်တက်ရောက်တဲ့ပွဲလေးကစိန်နန်းတော်ရဲ့ ကဘာကြီးကမုန်းမှာရှိတယ်စိုင်ခွဲလေး12နှစ်မြောက်အထိမ်းအမှတ်လေးပေါ့12နှစ်ပြည့်အထိမ်းအမှတ် anniversary လေးဆိုတော့အဲဒီပွဲမှာကျွန်တော်ရှိပါမယ်ဒီနေ့25ရက်နေ့မှာအဲကဘာကြီးကမုန်းပွဲမှာရှိပါမယ် promotion season တွေလည်းအများကြီးရှိပါတယ်စိန်နယ်တွေကို25% discount ပေးထားတယ်ပြီးတော့စိန်နယ်နဲ့ရွှေဘူးတွေတွေကိုအလဲ0% discount အလဲ0%ပေးထားတယ်အဲပြီးတော့ ဝယ်ယူတဲ့အနေထားလိုက်ကိုမေတ္တာလက်ဆောင်တွေထပ်ပြီးတော့ပေးအပ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့စိန်နှန်းတော့ဒီပွဲမှမဟုတ်ပါဘူးတခြားဘယ်ပွဲမဆိုပွဲတိုင်းပွဲတိုင်းမှာ promotion season တွေ discount တွေအများကြီးချပေးထားတဲ့အတွက်လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ဒီလိုကျွန်တော်ကလေအဲ့လို shoot တင်မှာအဲ့လိုနည်းနည်းဘယ်လိုပြောရမလဲအဲ့အဲ့ဒီကျွန်တော် character ကလမ်းဘေးမှာဆေးကြောင်ပြီးတော့ကွဲပြဲပြီးတော့ လက်ထွက်သွားတဲ့အယူဆိုတော့လေအဲ့အတိုင်းပဲကျွန်တော်နေတော့လမ်းပြီးကလေးနေအဲ့အဲ့တော့သူကဟိုကျူရှင်ခဏဆင်းလို့လားမသိဘူးရှူတင်နားမှာလာကြည့်ပြီးချင်းဆော့နေဟာမင်းတို့ဟာငါ့ကိုပေးဆိုပြီးတော့သူတို့နဲ့ဝင်ပြီးဆော့လိုက်တဲ့သဘောပါပဲအဲ့အဲ့လေးကိုဟိုမှာကျွန်တော်ရဲ့ဒီကိုလေးကဗီဒီယိုရိုက်ထားတာဖုန်းထဲမှာတွေ့တော့ဟာဒါလေးတင်လိုက်ရင်ကောင်းမယ်ဆိုပြီးတော့တင်လိုက်တာပါရဲ့မဟုတ်ဟုတ်เนี่ยเสียอีหลุไล่ดิเสียอีหลุไล่ดิหมอเสียอีหลุดาหมอตรุอะหลุจรเราอ่ะซ่าอ่ะไจ่ดิตรุอะหลุตรุเนี่ยปုံแซ่เลี้ยดิฉิบจรคลีฉิดัดดิ အဲပြီးတော့အဲ့လိုသူတို့နဲ့စနောက်ပြီးတော့မျက်ခွက်ပြောင်းသွားတာသဘောကျရဲဆိုတော့လေအဲ့လိုငယ်တုန်းကအဲ့လိုမျိုးအချင်းကလည်းအခုမှကိုယ့်လက်ထက်ပြန်ရောက်တော့ငယ်တုန်းကဂျင်ပေါက်ခဲ့တာလေးကိုပြန်သတိရပြီးတော့ပေးကွာငါဆော့မယူဆော့မယ်ဆိုပြီးဆော့ရင်းနဲ့သူတို့ဆရာကြီးနေနဲ့လှုပ်ပေးလိုက်တယ်အာဟာဂျန်ဟူးယာချက်စရာကောင်းပါတယ်ကလေးတွေတကယ်ကလေးပြောလိုက်တာလေမင်းငါလို့ လောလောတက်လားလေဆရာကြီးဆရာကြီးကွက်လောက်လိုက်တာပါသူတို့ကလည်းသိပါတယ်သူတို့ကလည်းသူတို့ကကိုထက်အောင်ဆရာကြားနေပါအမှန်တကယ်ဆိုဘယ်လိုမျိုးလက်ပေါ်တင်ဖို့သူတို့လည်းအဲသူတို့ကပြန်ပြရဲ့ကွက်တွေကပိုကျန်းတယ်ဟာအားလို့ကလေးကွက်တွေပြန်စရပါသူတို့မှမဟုတ်ပါဘူးကျွန်တော်တခြားကလေးတွေလည်းကျွန်တော်အလိုမျိုးဟိုစရဆော့ရကြိုက်တယ်သူတို့နဲ့အလိုအဲကိုတလောကဆိုရှူတင်တခုမှအဲ့ဒါတော့ဗီဒီယိုရိုက်မထားကလေးတွေဟိုလမ်းပြီးမှအယုတ်ကလေးထောင်ပြီးတော့လေ ဟာနဲ့ကော်လီနဲ့ပြစ်တာလေအဲ့ဒါဝင်ဆော့လိုက်သေးတယ်ဟိုမနေနိုင်အဲ့လိုအဲ့လိုအဲ့လိုဆော့ပြစ်တာဝင်မနေနိုင်တာလေလို့မဟုတ်ပါဘူးဒီတိုင်းပေါ့ပေါ့ပေါ့ပဲအဲ့လိုပြောပြောရွှေရွှေအဲ့လိုကိုယ်စိတ်ကိုယ်ကိုအပန်းဖြေရပါဘောဆော့လဲအဲ့ဒါဒီလာမင်းလို့ရလားအဲ့ကလေးကွက်တယ်အဲ့ကလေးမအာဆော့တယ်ငယ်တုန်းကဒီကလေးတွေအခုဆော့နေတဲ့ကစားနည်းတွေအကုန်လုံးကျွန်တော်ဆော့ခဲ့ဘူးတယ်ကလေးပေါ့ဟင်းအဲ့ဒါတော့မမမီးတော့ အဲ့တော့မှန်ပြီခက်တွေအများကြီးပဲကျွန်တော်ငယ်တုန်းကသိလားအခုကဂျင်ခက်တော့အယုတ်ခက်တော့ပုံခက်တော့စွန်ခက်တော့အာခက်တွေအများကြီးခက်ပေါင်းများစွာကိုကြော်ဖြတ်လာခဲ့ရအဲ့ခက်တွေကိုပြန်ရောက်သွားလို့ပဲပေါ့ခက်အဆက်ဆက်ပေါ့မှာပြန်ပြီးတော့ဂျင်ပေါ့ရတဲ့ခံစားချက်ဂျင်ခက်ပေါ့ဂျင်ခက်ပြန်ရောက်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ငယ်တုန်းကစော့တဲ့ဂျင်တွေကအကြီးကြီးဒီဒီဂျင်လေးတွေအသေးသေးလေးတွေ နဲ့ကတော့ကလေးဆိုတာအမရဲ့ဘာဟန်ဆောင်မှုမှမရှိဘူးသူတို့စိတ်ထဲမှာဘာမှမရှိဘူးကျွန်တော်ကလည်းမင်းသားလို့သူတို့ကမြင်ချင်မှမြင်မယ်မြင်တော့မြင်မယ်ဗျာဒါပေမဲ့အစ်တပြန်ပြောတဲ့ပုံစံကိုပဲကြည့်လိုက်ဟာမင်းသားရာတို့ဘာလို့တက်မှာဆိုတော့သူတို့စိတ်ထဲမှာဘာမှဘာရောင်မှမရှိဘူးအမိုက်တယ်ကိုနဲ့ဖမ်းလိုက်ကိုနဲ့ဂျိုးနဲ့ဖမ်းလိုက်ရတယ်။ယူဂျိုးနဲ့ကွာလက်ဝတ်တင်တတ်တာလေ။အာမင်းသားရာ။အဲ့လိုမျိုးအခုလိုမျိုးတွေ့တဲ့အချိန်မှာတော့အထူးသဖြင့်ပြန်ပြီးတော့လွမ်းပြတ်တယ်ပေါ့။ပြန်ဒီဟာအားလေးငငယ်ငယ်တော့တငယ်ချင်းတွေလည်းပြန်လွမ်းတယ်ဟုတ်။ ငယ်တုန်းကလည်းကျွန်တော်ကဒီလိုမျိုးအဲ့လိုရောက်ွက်ထဲမှာပဲကျွန်တော်အကြီးပြင်းခဲ့ရတာဆိုတာလေအခုနပြောသလိုခေပေါင်းများစွာကြော်ဖြတ်ခဲ့ရတာဆိုတော့ငယ်တုန်းကဆိုရင်စော့တာနည်းနည်းငင်းတာမျိုးများကိုဗရာညင်းနေတယ်ပါအဲ့လိုတော့မညင်းဘူးဒါကလေးနေမဟုတ်လို့သူတို့စကြင်လို့ရှောက်ညင်းပြလိုက်တာငယ်တော့ကျွန်တော်မညင်းဘူး